ကလေး6ရောက်မိခင်ဖြစ်တဲ့ဒေါ်မ်ဆွဲဟာလက်ရှိမှာလည်းနောက်ထပ်ကိုဝင်ငါလာလွှဲထားရပါတယ်။ဆေးရုံစည်းခန်းဝေလွန်းနာကြောင့်နဲ့ငွေချင်းမတက်နိုင်တာကြောင့်ကိုဝင်လွှဲထားရတဲ့ငါလာအတွင်းဆေးရုံစည်းခန်းတစ်ခါမှတော့မပြဘူးဘူးလို့ဒေါ်မ်ဆွဲကဆိုပါတယ်။ဒေါ်မ်ဆွဲတို့နေထိုင်တဲ့မုံခကြီးရွာဟာမန်တုံမြို့နယ်ရဲ့အစွန်အဖျားဒေသဖြစ်ပြီးမန်တုံမြို့နယ်နဲ့ကချင်ပြည်နယ်အစပ်မှာတည်ရှိပါတယ်။အဲ့ဒီဒေသကလူထုတွေဟာနှံ့ခမ်းမြို့နယ်ဖက်မှာသာဆေးကုတကြရတာဖြစ်ပြီး မုံခိုက်ရွာကနေဈေးရုံရှိတဲ့နမ်ခမ်းမြို့ကိုရောက်ဖို့မြို့ရပြီမှာဆိုင်ကျနဲ့၃နာရီဝန်းကျင်ကြာရပြီးမိုးရပြီမှာတော့လမ်းပန်းဆက်တွေရေအခက်ခဲကြောင့်ကြာချိန်ကိုမန်းဆလို့မရနိုင်ပါဘူးစစ်တပ်ကအနာမသိခင်အနီးဝန်းကျင်ရှိဈေးရွာတွေမှာဈေးပေးခန်းရှိခဲ့ပြီးမြင်အနာတိန်ကြီးနောက်ပိုင်းမှာတော့စီခံနေမရှိတော့ဘူးလို့ဒေါ်အန်ဆေကပြောပါတယ်။ဒါပေါ်စီအဲဒီဒီလိုဘာဖြစ်လဲဆမ်မိုဇာမန်ဒဲဟဲဘီ ။အရင်ကတော့ကောဟုတ်ရဖက်မှာကောက်ွယ်စီးလာချိုးပေးရမျိုးလို့ရှိတယ်။အရင်ကအဖက်မှာစိတ်ခန့်ဆရာမတယောက်ရှိတယ်။သူလာတဲ့ချိန်မှာတော့ချိုးရတာ။မိုင်းကြီးဖက်တော့တော့ချိုးဖို့ကိုကိုတယောက်တည်းမဟုတ်ဘူး။တခြားသူတွေလည်းမတော့ကြဘူးလေကိုကငွေကြေးမတတ်နိုင်တော့သူများရဲ့တက်စီဖူးတဲ့မပေးနိုင်ဘူးလေအဲ့ဒါကြောင့်မတော့ချင်တာ လက်ရှိမှာတော့ရွာထဲမှာကိုထုကိုထဈေးကူပေးနေတဲ့သူနာပြုဆံမလေးတယောက်ရှိပါတယ်သူကတော့မလင်းတွေဦးပါဒေတာခန့်တွေဟာကျမရေးဆိုင်ရာအတ္တိပညာတွေနေပါတာကြောင့်နဲ့ဈေးရုံဈေးခန်းဝေလွန်းတာကြောင့်ဒူမာဒီရွာထဲမှာဈေးကူပေးခဲ့တဲ့တနေ့အတွင်းဈေးကူတာဖို့အချိန်မမီလို့တည်ဆုံခဲ့ရတဲ့ရွာခန်း၃ဦးထိရှိခဲ့တယ်လို့ဆိုပါတယ်ဒီချိန်တွေရတီပုလင်းရတီဆင်တော့တော်သေးတယ်ပေါ့နော်မိုးရတီရောက်လာရင်တော့တကယ် တော်ခက်ခဲတာပေါ့တမ်းမဲ့လက်ဆင်ငယ်နဲ့ပဲတော့ကြပဲမိုင်းဝီထီတော့တွားရတယ်အဲ့လိုမျိုးနွေရတီတော့တကယ်နေမိုင်းဝီဆို၃ថ្ងៃခီးလောက်တော့ရှိမယ်မိုးတင်းကြတော့ခံမှန်းလို့မရဘူးတနေကုန်လည်းဖြစ်သွားနေတာပေါ့မိုးမင်းအဲ့လိုပဲရှိတယ် တချို့ကပို့တာနောက်ကြတာအဲ့လိုတော့ရှိတယ်ဟုတ်၂ရက်၃ရက်လောက်တော့ရှိတယ်ကြာမှာပဲပြန်ဆုံးလို့ရှိတယ်အဲ့လိုမျိုးတချို့တော့မသွားဘူးပေါ့အဲ့လိုမျိုးရှိတယ်သွားခိုင်းတယ်ဒါမှသူတို့ကငွေရေးချေးရေးကြောင့်မသွားဖြစ်တာတွေလည်းရှိတယ်လို့လမ်းဘက်ကလည်းအရန်ခက်တယ်ဆိုတော့စေခံပေါ့အမြဲတမ်းစေခံတယောက်ထိုင်ပေးနေတယ်ဆင်မရှိတော့ကောင်းတယ်ပေါ့အဲ့လိုမျိုးတော့အမြဲတမ်းထိုင်ပေးနိုင်တယ်ပြီးဘုဒ္ဓတရားကိုလည်းအမြဲတမ်း sharing လုပ်ပေးနိုင်တယ်ဆင်မလည်းထိုင်ပေးနိုင်တော့ကောင်းတယ်ပေါ့ အခြေခံဈေးဝါဈေးနှုန်းတွေတုံးစကြောအထိ မြင့်တက်လာတာကြောင့်ဝေးလံတဲ့ဒေသမှာကုထုကုထဈေးကုပေးနေရတာနဲ့ပတ်သက်ပြီးမှလင်းတွေဦးကဒူမရဲ့အခက်ခဲတွေကိုအခုလိုပြန်ပြောပြပါတယ်အစကတော့အကြောင်းတက်အကြောင်းကလည်းတပတ်တပြင်းနဲ့ဆိုမိသားစုအတွက်လောက်ပဲပေါ့အဲ့လိုမျိုးနည်းနည်းပါပါနာစီချောင်းဆိုးလောက်ပေါ့နော်မိသားစုအတွက်လည်းပဲတတ်တတ်ထားမယ်ဆိုပြီးမှတင်ပါလာနေတော့ကိုထုကိုထားလေးနည်းနည်းပြင်ဖြစ်တာလည်းရှိတယ် သူတို့ကျမရေးနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်တို့ဘုရားတကယ်နေတယ်။မသူတို့စိတ်ခန့်နေပါလားလဲဆိုလဲတံပေါ်လူတွေတော့ဘုရားမရှိဘူးဆိုတော့သူတို့လောက်ချင်တာပဲသူတို့တည်းကကိုကပြောတယ်မရဘူးဆိုလဲသူကအစီအမပြေဘောသူတို့ကသူတို့ဖြစ်ချင်တာတွေအဲ့လိုမျိုးပဲဆိုပြီးတော့အဲ့လိုလောက်ခံရတာရှိတယ်။သူတို့ an advert ထိုးချင်တယ်ဆိုကိုကထိုးလို့မရဘူးဆိုလဲမရမဟုတ်ဘူးထိုးမယ်အဲ့လိုမျိုးပုံစံတွေအဲ့လိုမျိုးတော့ရှိတယ်တော့ဆေးတွေတော့တကယ်အများကြီးတော့စိတ်သက်သာဘောနောက်အခုကျော်တည်ကျော် na my wish be to you as so my wish say that say that to be a ma and you blow fan no hello my bono you know so the cat go the town na town ba lo no ta ko so 6 town na town lo ti yau ba na sa dong sa lo do phit ba ha de ti ko jin so le you know so the town na ko so lo yau ba de my wish so 9 town 6 town say that ji ye so to yong dan yong ne ne lay phin tu ya ma la ja do le no to so ma na pai la de nyet ni jan bian la pya so ma la ja do ko pa san mi shi da le ba de lo ba တချို့နှစ်ရက်သုံးရက်ပြရမယ့်ဟာကိုသူတို့ကတရက်ထဲနဲ့ပဲလာပြသွားတယ်တချို့ဆေးကတစ်ပတ်လောက်တောက်ရမယ့်ဟာသူတို့ကတရက်နှစ်ရက်စားပဲယူသွားတယ်အဲ့လိုမျိုးတော့ရှိတယ်မုံခကြေးရွာမှာအင်ဂျီ40ဝန်းကျင်လာရှိပြီး အရင်အစိုးရခေတ်အဆက်ဆက်ကလေးကကြေးရွာထဲမှာစေခံပေးဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပူပေမဲ့မရခဲ့ဘူးလို့ကြေးရွာဥက္ကဋ္ဌဦးအိုင်ရန်ကပြောပါတယ် 哦，不行，大不也不行哦。因此，哎，叫一叫，因此，哎，叫，哎，就我怪不掉这个。哦，大可见我，那么就哎，就家哎，真的好的个。哎，能好吗？哎，公仔老弱气个，只好断，现在关断的就刚好。ကမခင်ကငါကကေကောယောဂအင်ချေလဲနေတယ်တော်ထဲမှာဆိုတော့တခုခုဖြစ်ရင်လည်းတော့ခုခုဆိုငွေကြေးလည်းမတတ်နိုင်ဘူးလမ်းခကြီးလည်းအရင်ခက်ခဲတယ်တချို့ကတော့ချင်တယ်ဒါပေမဲ့ပတ်စံဖြစ်တော့ဒီအတိုင်းတည်သွားတာ တော့မှဆိုတော့လဲလေယာကလွဲပြီးတခြားပါစီပါရေးမှမရှိဘူးလေစပားတွေရမှပတ်စံနေနေပါတုံးဆာစီကုံစိတ်တွေရောင်းရအောင်လဲလမ်းကခက်ခဲပြီးအရန်မွေးတော့တတောင်းဖူလာရောင်းရမယ်ဟာကိုငါထောင်ပဲရောင်းနေရတယ်တံမျိုးတွေပေါ့မိုးရတီဆိုပို့ဆိုပေါ့ဂေရီခါလဲစေးကြီးတယ်ဗာနဲ့တွားလို့တွားရမှလဲမသိဘူးအဲ့တော့လူနာအချိန်တွေပဲကြီးပြီးတော့မမီလောက်တော့ဘူးထင်စေးရုံမပို့တော့ဘူးဒီအတိုင်းပဲထားလိုက်တော့တယ် စီယုံရောက်နိုင်လောက်တဲ့ထင်တော့ရွာကလူနဲ့ပဲထမ်းပြီးတော့ပို့ကြတယ်ဆိုင်ကစီလို့ရတဲ့နေရာလဲဆိုင်ကစီစီလို့မရတဲ့နေရာမှာလဲလူနဲ့ထမ်းပို့ရွာထဲစေကန်ထားပေးဖို့လဲခဏခဏတောင်းခဲ့ဖို့ပါတယ်မရခဲ့ဘူးခိုးရွာနဲ့ပေါင်းလိုက်ဒီရွာနဲ့ပေါင်းလိုက်နေပဲစေကန်ထိုင်တဲ့ဆရာမလဲမမြဲဘူးလေကျွန်တော်တို့ဖြစ်စေချင်တာကတော့ရွာထဲမှာစေကန်လေးရှိစေချင်တာပေါ့နေမကောင်းဖြစ်နေတခါတည်းတော့ပြလို့ရတယ်ရွာတော့ပြန်စီနေတယ် ยังก็จะช่วยช่วยชาวมาเอื้อนตอนหาจู่ก็ก็มาโทเชนไปเนี่ยမုံခကျေးရွာအပြင်အနီးဝန်းကျင်ကကြံတောင်းခိုဟုံနဲ့ကုန်းပောင်းကျေးရွာမှာလည်းစေပိခန့်မရှိပါဘူးဒီဒေသတွေမှာမိုးရတီရောက်ရင်လူနာတွေကိုလူတွေနဲ့သာထမ်းပြီးပို့နေရတာကြောင့်အသက်မတည်ဆုံးတင်မဲ့တည်ဆုံးသွားတာတွေမကြာခဏကြုံတွေ့နေကြရပါတယ် လက်ရှိမှာတော့မန်တုံမြို့နယ်ကိုတောင်တက်ကထိန်ချုပ်ထားတာဖြစ်ပြီးတောင်တက်ဖက်ကတာဝန်ရှိသူနဲ့တောင်ကျမ်းမာရေးအဖွဲ့အစည်းတွေပူးပေါင်းပြီးဒီဒေသမှာစေပေခန့်တွေဖွင့်ပေးဖို့ဒေသခံတွေကညှို့လင့်နေကြပါတယ်ရှင်။